မင်္ဂလာပါကျွန်တော်ကတော့တမချမ်းပါပင်ငယ်မလွံ့မြောက်ရာသခင်ရှုဖျားရဲ့ကယ်တင်ခြင်းတဲ့နည်းစကားကြားပြောဝင်ရနေတယ်ရွှေပေးပဲဖြစ်ပါတယ်ဒီနေ့တော့မေကုံးလေးတစ်ခုအရန်ကောင်းပါတယ်เนาะတမချမ်းစာမှာပါတဲ့666 63လုံးရဲ့အတိတ်ပဲပါလေဘာလို့6ခန်းန်းကိုရွေးတာလဲအရန်ကောင်းပါတယ်ဆိုတော့တမချမ်းစာမှာနောက်ဆုံးသောကာလမှာကဘာအုပ်ချုပ်မဲ့ပုံကူတစ်ပါးပေါ်လာမယ်သူရဲ့နံပါတ်ကတော့ 666ဖြစ်တယ်ဆိုသိရတယ်။ဆိုကဘာကိုတူတယောက်အုပ်ချုပ်မဲ့ empire ဆိုတာဖြစ်နိုင်ပါမလားဆိုတာနံပါတ်1ကျွန်တော်အနေနဲ့ရှင်းပြခြင်းနဲ့နံပါတ်2ကတော့ဒီ6ဆိုတဲ့ခဏန်းလေးကိုလည်းပြောပြခြင်းနဲ့နောက်ဒီအုပ်ချုပ်မဲ့သူကဘယ်သူတည်းကဖြစ်နိုင်မလဲ။နောက်ဘာတွေဖြစ်ပျက်နေလဲကဘာရဲ့မျက်မှောက်ရေးရနဲ့ရှင်းပြီးတော့အနှစ်ချုပ်လေးပဲပြောပြခြင်းနဲ့။ဆိုတော့ BC 600လောက်မှာကမ္ဘာကိုဘာဘူးလုံးအင်ပါယာအုပ်ချုပ်ခဲ့တယ်ထိုးဘင်းကိုကိုးကွယ်ရတယ်မကိုးကွယ်တဲ့ဒန်ရီလာချင်းတင်တင်နဲ့ခြားခံရသလိုမကိုးကွယ်တဲ့ရှာတဲ့မေရှက်ဘင်းကိုမီးရင်းနဲ့ခြားခံရတယ်ဆိုတော့သမိုင်းရှိခဲ့တယ်ဆိုတာတွေ့ရတယ်ထုံးနီ၎င်းပဲနောက်ဆုံးသောကာလမှာဒီပုံကတပါကမ္ဘာကိုအုပ်ချုပ်မယ်သူအုပ်ချုပ်တဲ့အခါမှာလက်ရလက်နိုင်ဖြစ်စေနဖူးနိုင်ဖြစ်စေသူ့ရဲ့နာမမဟုတ်ရင်သူ့ရဲ့အရေးအတွက်ကိုရိုက်နှိပ်ရမယ်မရိုက်နှိပ်သောသူတို့ကို ခေါင်းဖြတ်မယ်ဆိုတဲ့အရာဗျာဒိတ်20မှာလဲဖော်ပြထားတယ်။ဆိုဘာလို့နှစ်ဖူးမှာရိုက်နှိတ်ခိုင်းရတာလဲစဉ်းစားဘူးလားဗောနော်။ဆိုတော့ဒီနေ့လက်ချေမရှိတော့သူတွေရှိတယ်။ခြေလက်မရှိပေမဲ့အဲ့လူကတော့အသက်ရှင်နေဆိုရင်အခေါင်းကတော့ရှိမှာ။အဲ့တော့လက်ချေမှာသူတစိမ့်မခံနိုင်တဲ့သူတွေကနှစ်ဖူးမှာခံရမယ်ဆိုတဲ့အရာဗောနိ။ဒါဆိုရင်ဒီဘာလို့ဒီ6ကဏန်းကိုရွေးချယ်ရတာလဲလို့ကျွန်တော်လေ့လာလိုက်တဲ့အခါမှာ တခင်ရှုလောကကိုကြွားဆင်းလာတယ်။အသေးကရှင်ပြန်ထမြောက်ပြီးကောင်းကင်ဘုံတက်ကြွသွားတဲ့အခါမှာသူ့နှောက်လိုက်တွေမှန်တိတဲ့သူကိုရက်ဆက်စွာညံ့မှန်နှိမ့်ဆက်တပ်ဖြတ်တဲ့ဏိရောဘယင်းဆိုတာပေါ်ထွန်းခဲ့ဘူးတယ်။သူကခရစ်တော်ကိုစံကျင်တော်သူခရစ်တော်နှောက်လိုက်တွေကိုရက်ဆက်စွာညံ့မှန်နှိမ့်ဆက်တပ်ဖြတ်တော်သူဖြစ်တယ်။အဲ့ဒီကာလမှာဟေပြဲလို့ပေါ့နော်။အမိနာမတွေကိုကနန်းနဲ့တွက်ချက်တာရှိတယ်။သူကဏိရောဘယင်းရဲ့နံပါတ် 666လို့ဖြစ်တယ်ဆိုတာလည်းသိရတယ်ပေါ့နော်ခရစ်တော်စံကျင်သူခရစ်တော်နောက်လိုက်တွေကိုညမနှိမ့်ဆက်တော်သူနောက်အဲ့ဗျာဒိတ်ကျမ်းဆက်သုံးပါပဲဒီ6ဆိုတဲ့ကဏ္ဍလူရဲ့ရည်အတွက်ဖြစ်တယ်လူကို6ရဲ့မြောက်နေမှာဖန်ဆင်းတယ်ပြီးမှ9ဆိုတော့ဖရာရဲ့နေ့ရဖြစ်တယ်ဆိုမပြည့်စုံ6ဆိုတာကဏ္ဍတစ်လုံးလို့နေဘယ်တော့မှမပြည့်စုံ အဲ့ဒါကြောင့်မလို့6ဆိုတဲ့ကဏ္ဍပေါ့ဒါဆိုဘာလို့6 6 6သုံးလုံးထည့်ရလဲလူကဖះမပါပဲမပြေဆုံးအလွန်အားနေတယ်အလွန်မှမအောင်မြင်နိုင်ဘူးဆိုပြီး6 6 6သုံးခါထည့်ထားနောက်တစ်ခု6 6 6 6ဆိုတာ3 3ပါးတစုပဲသူကမာနဆိုတာကဖះကိုတူပါတော့သူနော်ဒါကြောင့်မလို့ဖះက3ပါး တလုံးတဝဖြစ်တယ်လို့သူကလည်းမာနရယ်အခုနကအန်တီခရစ်ရယ်မိစ္ဆာပရောဖက်ရယ်နားလည်အောင်ပြောမယ်ဆိုရင်ကပောက်အုပ်ချုပ်မဲ့ပုဂ္ဂိုလ်ရယ်သူ့ကိုအနောက်ကနေထောက်ပံ့ကူညီပေးမယ်ဘာသာရေးကောင်းဆောင်ရယ်နောက်တစ်ပါးကတော့အခုနအစာတန်းရယ်သူလည်းသုံးပါတလုံးတဝအုပ်ချုပ်ပါပဲဒါပေမဲ့ဒီအရာကိုနိုင်ခဲ့တော့ရခွန်ခွန်ခွန်ဆိုဖျားပါဘောနော်လဝကားတဲ့သူ့ကိုအနိုင်ယူခဲ့ပြီးဖြစ်ပါတယ် ခုနကအန်တီခရစ်ဆိုတဲ့လူပုဂ္ဂိုလ်အပြစ်သားနံပါတ်2ကတော့ဘာသာတရားဆိုတာတေခြင်းကို ပုံဆောင်တယ်ပြီးတဲ့အခါမာနဆိုအဆုံးကငရဲပဲနော်အပြစ်သားဖြစ်တဲ့လူသားအပြစ်အခါတေခြင်းတေခြင်းနောက်မှာနောက်ငရဲအဲ့သုံးခုလုံးလို့သခင်ယေရှုကလော်ဝါကတိုင်းမှာအနိုင်ယူခဲ့ပြီးဖြစ်တယ်လူသားတိုင်းကြောက်ပြီးတစ်သက်လုံးကြုံခံနေရတဲ့ဒီတေခြင်းတရားကို အနိုင်ယူဖို့အတွက်လူတို့နီးတူအသွေးအသားကိုခံယူတယ်ဆိုဟေပြဲမှာပေါ်ပြထားသလိုပဲသခင်ယေရှုကလက်ဝါးကားတိုင်းမှာလူသားအလုံးရဲ့အပြည့်ကိုသူကိုစားယူလိုက်တယ်အဲ့တော့ကျွန်ုပ်ဖျားကျွန်ုပ်ကိုဘာကြောင့်စွန့်ပစ်တာလဲသခင်ယေရှုကားတိုင်းထဲမှာကြွေးကြော်ခဲ့အပြစ်သားဘဝကိုသူဆောင်ယူခဲ့တယ်ပြီးတော့မှအပြစ်ရဲ့အခသေခြင်းကျွန်ုပ်ဝိညာဉ်ကိုရောလက်နဲ့အပ်ပါ၏ဆိုပေမဲ့သူအသေးခံခဲ့သလိုသူရင်ငတ်တယ်လာဇရုတထေးကြီးအကြောင်း တွေ့မှာပေါ့နော်ရည်တဆက်အတွက်တထေးရငရေထဲမှာပြင်းပြဝေဒနာခံစားကင်ရှူကငရေကြခံပြီးပြီဖြစ်တယ်အဲကြောင့်မလို့ဒီ666ခုနှစ်ခုနှစ်ခုနှစ်ဒီဟူသောဖရာရဲ့နံပါတ်နော်လေဝါကတိုင်းမှာသခင်ရှူကအောင်မြင်ခဲ့ပြီးဖြစ်တယ်ဆိုတာကိုကျွန်တော်ဝမ်းမြောက်ဖရာတရင်စကားပေါ့နော်ဟောအခုနောက်တစ်ဆက်ထဲပြောပြချင်တာကဒီပုဂ္ဂိုလ်ကဘယ်သူတွေကထွက်လာမလဲပေါ့နော်အဲ့ ပြောကြတာကြမ်းတက်တွေကတော့ဗျာဒိတ်ကျမ်းမှာလူပေါင်းသသိန်း၄000၄000ဣတရီလာ၁၂ຫນွေပေါ်ထွက်လာမဲ့ရွေးကောင်းမဲ့အကြောင်းပြောတဲ့အခါမှာဒန်အမျိုးຫນွေမပါဘူးအာဒါဆိုရင်ဒန်အမျိုးຫນွေတွေကဒီပုံကိုပေါ်ထွက်လာနိုင်တယ်လို့ပြောတော်သူရှိတယ်ဘာကြောင့်လဲနော်ယာကုတ်ကကောင်းကြီးပြီးတဲ့အခါမှာဒန်ကိုမွေနဲ့ခိုင်းနိုင်ပြီးတော့မှကောင်းကြီးပြီးခဲ့တယ်ဆိုတာလည်းတွေ့ရတယ်မွေဆိုတာ မာနကိုပုံဆောင်တယ်ဆိုတာလေပြတိကျမ်းမှာပြန်တွေ့ရတယ်ဗောနော်ဒါမျိုးဒီအမျိုးအနွယ်ထဲကနေပြီးတော့မှထွက်လာမယ်လို့လဲကျန်တဲ့အချုပ်ကမှန်းဆနောက်ထပ်ဘုဟုတ္တရာတော့နော်1300ခရက်နေကဘာတူတူတယောက်အုပ်ချုပ်ဖို့ new war order ဗောအစိုးရတစ်ဖွဲ့တည်းစစ်တပ်တစ်ခုတည်းငွေကြေးတစ်ခုတည်းဆိုရင်ကဘာကြီးကငြိမ်းချမ်းပါပဲဆိုပြီးလှုပ်ရှားခဲ့တယ်။ဒါပေမဲ့ထို့အဖွဲ့ကပျောက်ဆုံးသွားပြီး Freemason မှနေနောက်1988 Illuminati ဆိုပြီးတော့မှပေါ်ပေါက်လာတယ်။ တထေကြီး root chain ဂျာမနီကသူကဘန်လုပ်ငန်းရှင်တထေကြီးဖြစ်တယ်။သူကနေပြန်စပြီးမှကဘာတို့တယောက်အုတ်ချုံမဲ့စနစ်ကိုပြန်စလာတယ်ဆိုတာလေသိရတယ်။သူတို့ရည်ရွယ်ချက်ကတော့ဒီတို့တယောက်အုတ်ချုံမဲ့ဆိုကဘာကြီးကငိန်ချမ်းပါပေါ့။ကျူးကျော်ရန်စားမှုတွေမရှိဘူးပေါ့။ရည်ရွယ်ချက်အရင်ကောင်းတယ်။ဒါပေမဲ့ဒီတထေကြီး root chain ရဲ့နောက်ကျောင်းရာဇဝင်ကိုပြန်လိုက်လိုက်တဲ့အခါကျတော့အင်မတန်မှရက်ဆက်ကောက်ကျစ်တော်သူဆိုတာတွေ့ရတယ်။သူ့ရဲ့နော် ကိုရရဆိုရင်ရဆိုရင်ကဘာကြီးကိုမောင်းပိုင်စီးမဲ့သူပဲဆိုပြီးတော့မှသုံးသက်ထားတာလေရှိတယ်နော်အခုဆိုရင်ကသူမျိုးဆက်နော်50 60ရှိပြီးတော့မှသူတို့မိသားစုပဲ73စု73နိုင်ငံနေပြီးတော့မှဒီအရာကိုဥဆောင်ပြီးလုတ်ကင်နေတယ်ဆိုတဲ့အရာလဲတွေ့ရတယ်အခုသူတို့ကလည်းဂျူးလူမျိုးပြန်နော်ဂျူးဂျူးလူမျိုးတွေဖြစ်တယ် ယူလူမျိုးဖြစ်တဲ့အပြင်ကိုမှသူတို့ကဒီနေ့ကဘာရဲ့စီးပွားရေးအချက်အချာလုပ်ငန်းအားလုံးကိုသူတို့ကတဖြည်းဖြည်းနဲ့ချုပ်ကင်ထားပြီဆိုတော့သိရတယ်။ဘန်လုပ်ငန်းနေနော်ဒီတည်ယူပို့ဆောင်ရေးလုပ်ငန်းနေစေဝါလုပ်ငန်းစီအနောက်ွယ်မှာအားလုံးသူတို့ရဲ့မိသားစုဝင်တွေပဲချုပ်ကင်ထားတယ်ပေါ့နော်ဆိုတာသိရတယ်။နောက်လက်နဲ့ရောင်းဝယ်ရေးလူကုန်ကူးမှစလို့ဒါအားလုံးလည်းနောက်ွယ်မှာသူတို့ရှိတယ်ဆိုတာသိရတယ်။စစ်ပွဲတွေဖန်တီးတယ်။နောက်မှလက်နဲ့တွေရောင်းတယ်။နော်နောက်ကဘာကူလက်သမက နော် CNN BBC သတင်းမီဒီယာနော် FBI နော် CIA အစရှိတဲ့အဖွဲ့အစည်းတွေလည်းသူကအဲ့တဲ့ထဲထားနိုင် အမေရိကန်သမ္မတတွေကသူကစီယုံတယ်။သူကသူကိုယ်တိုင်ဥဆောင်သလိုထင်ပေါ်ကျော်ကြားတဲ့လူဆိုသူတို့ဂိုင်းဝင်ဖြစ်စေတယ်။သူတို့ထဲအောင်မူဝင်မှုဆိုရင်သူတို့တနည်းနည်းနဲ့လောက်ကြိုင်တယ်ဆိုအမေရိကန်သမ္မတတွေနှစ်ယောက်လောက်ဟိုအပြစ်ခံရတယ်သေဆုံးသွားတယ်ဒါပေမဲ့လက်တယ်မပေါ်တော့သူတို့နောက်ွယ်မှာသူတို့လက်ရရှိတယ်လို့လည်းမြင်တွေ့ကြရတယ်ပေါ့နော်။ဆိုတော့ ် World Trade Center ကြီးပြိုကျတယ်။အဲ့မှာလဲ CIA နဲ့ဒီ Israel ရဲ့ထောင်လန်းရေးတွေနောက်ွယ်ကလောက်ကင်မှုရှိတယ်။ Bin Laden ကတော့သူကတော့အကြမ်းခံဖြစ်သွားရတယ်ဆိုတာလဲကြားဘူးတယ်။အဲ့တိုက်ကြီးနှစ်တိုက် World Trade Center ပြိုပြီးတဲ့နောက်မှာ Afghan နဲ့ Iraq ကိုဆင်းရဲဆင်းရဲလိုက်မှာ trillion နဲ့ချီပြီးတော့သူတို့ငွေကြေးကုန်ကြတယ်။ဘာကြောင့်ဒီလိုလုပ်လဲဆိုတော့သူတို့အုပ်ချုပ်နိုင်မှုအဓိကကြားကန်နေအမေရိကန်အမေရိကန်အင်အားယော့သွားအောင်လုပ်ရမယ်ပေါ့နော်အခုဆိုရင်အရင်ကဟိုဘာမှာ သမ္မတဘိုင်ဒန်လက်ထက်အများကြီးတိုင်းပြည်ကဆုံရှုံနေတာမျိုးတွေရှိတယ်စစ်ပွဲတွေဖန်တီးတယ်ဆင်နွှဲတယ်လက်နက်တွေရောင်းတယ်စစ်ပွဲရှိကြောင်လုပ်တယ်ဒုက္ခသည်တွေကိုသူတို့ဝင်လာစေတယ်ဟိုတလော်လဟောလိဝုဒ်မီလောင်တယ်ဒေသခံတွေနေစရာမရှိဘူးဒုက္ခသည်တွေကိုသူတို့အများဆိုင်နေရာတွေမှာပေးနေတယ်ကျမ်းမာရေးဝန်ဆောင်မှုနော်ပညာရေးဝန်ဆောင်မှုတွေကောင်းကောင်းပေးတယ်ပြည်သူတွေကြတော့ဆိုတော့ဒီတူတူအုပ်ချုပ်ဖို့အဓိကကြားကန်နေတာအမေရိကန်ပဲဆိုတာတွေ့ရတယ်ပေါ့နော်အခု နော်အမေရိကန်ကြီးကတကယ်ကိုအကြံဖက်တွေလည်းဝင်လာပြီးတော့မှအခုတော်တော်မီးရှို့တာတွေဖြစ်တယ်ဆိုတော့လည်းသိရတယ်ဗောနော်အခုဆိုလည်း no king ဆိုစန္ဒပြစန္ဒပြတဲ့သူအများကိုကြည်တဲ့အခါကျတော့လေခုနကခုနဟိုဘိုင်ဒန်တို့လက်ထက်ကဝင်လာတဲ့သူတွေပဲသူတို့မေးတဲ့အခါမှာဘာကြောင့်စန္ဒပြဆိုရေရေရပြောဆိုနိုင်ခြင်းမရှိဘူးဗောနော်ဆိုတော့မိသောပင်ဖြစ်စေဒါကျွန်တော်သုံးသပ်မိတော့အရာပေါ့ဘူးအစ္စရေဂါဇာကလည်းပြန်ပြီးတော့စစ်ဖြစ်နေပြီဆိုတော့လည်းသိရတယ်ပေါ့ ါကြောင့်မလို့ကျားနိုင်နှုတ်ကပတ်တော်ပြခတ်သိမ်းတော်မူရတော့တမချန်တိုင်းပြေစုံနေတယ်ဆင်ကျင်ပြီးတော့ရောက်ဆရာဖြာရှင်ကောင်းကြီးပြေးပါစေ။